တရုတ်ရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီနဲ့ TNL ကြားအပြစ်ခတ်ရက်စဲဖို့ဆွေးနွေးမှုတွေလုပ်ဆောင်နေပေမဲ့ TNL ကသိမ်းယူထားတဲ့မျိုးတွေကိုစစ်ကောင်စီထံပြန်ပေးမှာမဟုတ်ဘူးလို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောပါတယ်။ဒီနေ့မတ်လ၄ရက်က online ကတင်ပြလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းတောက်တွေရဲ့မိမြတ်မှုကိုအခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ အာလက်ရှိကတော့ကျမတို့ပြောနိုင်တာကဒီဆကဆဘက်ကတောင်းဆိုတာကဒီမိုးကိုမကအချားမြို့မမြို့ပေါ့နော်အာပြန်လဲဆုတ်ခွာကိုတောင်းဆိုတာမြို့တွေရှိတယ်အဲကျမတို့ကတော့ဒါကိုတဘောမတူနိုင်သေးဘူးပြန်လဲဆုတ်ခွာတာမြို့တွေတော့ကမုရှိတေပေါ့နော်အဲကြောင့်မို့ဒီနေ့ဒီတိကပြောနိုင်တာကကျမတို့ကကျမတို့ရဲ့အရက်ဒီချဲတိုင်းပဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဟုတ်တယ်ပါအဟမ်းဒါဖြင့် PSLA TNAB travel အတွင်းမှုနဲ့ ဘုံမူကြီးတာပနာကလည်းဒီတစ်ချိန်မှာအာနာရှင်နဲ့အောက်ကနေလုံမြအောင်လှုပ်ဆောင်ရမယ်လို့ပြောပါတယ်။ကျွန်တော်ကဒီတစ်ခါမှကအဲဒီတစ်ခါမှတို့တို့ကျွန်တော်တို့ဒီအပိတအလုံးဆောင်နေပစဉ်ကျွန်တော်ဒီညချင်းတန်တရားဆေးတန်တရားကနေမှလုံမြနဲ့မှမဟုတ်ပါဘူး။အဥမာဆိုပါတော့ဒါကျွန်တော်တို့ကဒီ60ကို90ဝန်းကျင်ကနေမှဒီစင်ဒီမဗီမြပိုင်းတထူလုံးပြပါလေတံပိုင်းရောဒါကျွန်တော်ဘိခရဲ့ဆေးစီဆွမ်းရောက်ခဲ့ကြတယ်ရှိခဲ့ကြတယ်တဲ့အင်းတို့တော်ညာလည်းနောက်ကိုနောက်တစ်စေး ။နောက်စစ်တေချာတို့ရောက်တော့အဲ့ဒါတော့ကောင်ပြန်ဖြက်ပြေးသွားတယ်။ခုစကားတပွဲပြန်ဖြစ်တယ်။ဆိုတော့ဟိုပြန်တယ်ကိုပြစ်လိုက်ရက်လိုက်အဲ့လိုမျိုးပဲတန်ရင်ချင်းတန်တရားပြစ်ခွေစေတန်တန်တရားစေတန်တရားဟာဖြစ်နေမှာဆက်ဖြစ်နေတယ်။ဆိုတော့အဲ့လိုမျိုးမဖြစ်ရလေအောင်လို့ကျွန်တော်ဒါတို့လို့အဲ့ဒီဒီချာညံ့ညွန့်နဲ့အပြစ်တက်ဖို့ပြစ်တက်တဲ့ပွဲစနေရမှာဖြစ်ပါတယ်။အဲ့လိုဒီမှာဒါလည်းဒါကျွန်တော်တို့ဒီဒီတန်တရားကနေမှဒုညပြမနာတန်ရီမလေးအာဒီမျော ခရပီတန်စုယော့ပ်ဆွန်မကေဘာရဲဒိုအာကျစ်စပ်ပေတာလိုဘာရဲကျေစုပကဒဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဥဆောင်တဲ့ကိုယ်စားလှယ်တွေနဲ့စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ကိုအပြစ်ခက်ရဲစဲနိုင်ရေးတရုတ်နိုင်ငံကုမင်းမြို့မှာ April 26နဲ့29ရက်ကဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာစစ်ကောင်စီက TNL တင်းယူထားတဲ့နောင်ချိုကြောင်မဲတီဘောမူးကုတ် မိုးမိတ်စတဲ့ဒေသတွေကနေပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့မောက်ဆန်နဲ့မန်တုံမြို့နယ်ထိတအောက်တမတော် TNL တပ်ဖွဲ့တွေအားလုံးကိုပြန်လည်ဆုတ်ခွာဖို့တောင်းဆိုချက်ကိုသဘောမတူခဲ့ဘူးလို့ TNL ကပြောပါတယ်။နှစ်ဖက်ပြန်လည်ဆွေးနွေးမှုတွေထပ်စဉ်မတုံ့နိုင်သေးပဲနှစ်ဖက်အပြစ်ခတ်ရဲဆဲနယ်ရေးအတွက်လာမယ့်အော်ကက်စထရာမှာထပ်မံတွေ့ဆုံမှုသဘောတူခဲ့ကြတယ်လို့သိရပါတယ်။